အမေရိကန်နဲ့ယူကရိန်းတမရနှစ်ဦးတယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရုရှားတမရဗလာဒီမာပူတင်နဲ့ဆက်သွယ်ဆွေးနွေးပြီးတဲ့အကြံမှာယူကရိန်းတမရနဲ့အမေရိကန်တမရတို့နှစ်ဦးတနာရီကြာတယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်။တနာရီအကြာဖုန်းခေါ်ဆုံမှုအတွင်းနိုင်ငံကောင်းဆောင်တို့အတွက်မထင်မှန်ထားလာအောင်အလုံးကောင်းမွန်တဲ့ဆွေးနွေးမှုရလဒ်တွေရရှိခဲ့တယ်လို့သိရပါတယ်။ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုအတွင်းနှစ်နိုင်ငံအပြန်အလှန်တောင်းဆိုမှုတွေလိုအပ်ချက်တွေဆွေးနွေးခဲ့တဲ့အပြင်ထိမ့်ညှိလို့မရသေးတဲ့ယူကရိန်းနဲ့ရုရှားအရေးတို့ကိုအချင်းညှိဖို့လည်းပြောကြားခဲ့ပြီးအပြစ်ခံရစရဲ့ကြိုးပမ်းမှုလမ်းကြောင်းအပေါ်အမြန်ဆုံးရောက်ရှိအောင်လဲဆောင်ရွက်သွားမယ်လို့ထရက်ကပြောပါတယ်။တမရာစီလမ်စကီနဲ့ဆွေးနွေးမှုဟာအအောဖွဲ့ကောင်းလာအောင်အင်မတန်ကောင်းမွန်ပြီးစစ်ပွဲအဆုံးသတ်ရေးအတွက်ကြီးမားတဲ့တိုးတက်မှုတွေအများကြီးရရှိခဲ့တယ်လို့သိရပါတယ်။ မေရိကန်အနေနဲ့ယူကရိန်းကိုထောက်လှမ်းရေးသတင်းတွေဆက်လက်ပါဖို့ပေးသွားမယ်အပြင်ယူကရိန်းရှိနျူကလ িয়ার ဓာတ်အားပေးဆက်ရုံတွေကိုစီမံခန့်ခွဲဖို့အတွက်အမေရိကန်ဘက်ကကူညီဖို့အသိရှိကြောင်းလည်းတမ်မရထရက်ကပြောပါတယ်ဒါပြင်ယူကရိန်းရှိနျူကလ িয়ার ဓာတ်အားပေးဆက်ရုံတွေကိုအမေရိကန်ဘက်ကဦးစီးပြီးစီမံခန့်ခွဲပိုင်ဆိုင်ခွင့်ပေးမယ်ဆိုရင်ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့လည်းထရက်ကပြောကြားထားပါတယ်။ယူကရိန်းပြည်သူတွေကိုကာကွယ်ပေးမယ် ဘက်ထရီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေပုံမထောက်ပံ့ဖို့တမရဆီလမ်စကေးကတောင်းဆိုခဲ့သလိုဖြစ်နိုင်ခြေရှိတဲ့ကုညီမှုတွေလှုံ့ဆော်ဖို့တမရထရက်ကသဘောတူခဲ့ပါတယ်။မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ယူကရိန်းကလေးငယ်တွေမိသားစုတွေစီပြန်လာနိုင်ရဲ့အတွက်ကုညီဆောင်ရွက်ပေးဖို့တမရဆီလမ်စကေးကပြောခဲ့သလိုတမရထရက်ကကုညီဆောင်ရွက်ပေးဖို့သဘောတူခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်